ကဲဒီမှာကြည့်ကြပါဦးမျိုးဒီလူကတော့ပတ်ဝန်းကျင်ကိုထိန်းချုပ်ဖို့အတွက်ဖုတ်ကုံတွေကိုဘလို့အစွမ်းကုန်အလုံးချလဲဆိုတာကိုပြသနေရဖြစ်ပါတယ်ပထမဆုံးဖုတ်ကုံတစ်ကောင်ကိုစပိန်မှာခိုင်ခိုင်မာမာခြိထားပြီးမစားနိုင်တဲ့အသားဟောင်းကိုမျက်စိရှိမှချိတ်ဆွဲလိုက်ပါတယ်ရလက်ကတော့အဲ့ဒီဖုတ်ကုံမှာအဲ့ဒီအသားကိုလိုက်ရင်းနစ်ရောညပါနင်းနေရတာပေါ့ဒါဟာသူ့ရဲ့ဥယင်အတွက်ရေစုပ်စစ်ကိုပါစွမ်းအင်ပေးနေတာဖြစ်ပါတယ်ဘလန့်တောင်စမတ်ကြတဲ့စနစ်လေနောက်တစ်ခုကတော့ပါဆက်နန်းအနန်ဇိုးကိုလောင်စာအဖြစ်အထုံးချတဲ့အစီအစဉ်ပဲဖြစ်ပါတယ် ဖုတ်ကောင်ရဲ့အမျက်နှာဖုံးကိုဖွင့်လိုက်တာနဲ့အဲ့ဒီဆိုးရွားတဲ့အနံ့ဟာမိဖို့ထဲကိုတတဲ့ဝင်ရောက်ပြီးအရလာရှိတဲ့အသားကင်းကိုဖန်တီးဖေးခဲ့ပါတယ်။အပြင်မှာရှိတဲ့ဖုတ်ကောင်တွေတောင်မနာလို့ဖြစ်သွားလောက်အောင်ကောင်းလွန်းလို့ပါပဲ။ပြီးတော့တအားပေးခဲ့တဲ့ကိုတွားကြည့်ရအောင်။ဖုတ်ကောင်တစ်ခေါင်ကတနစ်ပတ်လုံးအအချိုးမခံစားပဲအပြင်းထန်အလုပ်လုပ်နေရတာဖြစ်ပါတယ်။အလုပ်ရက်လိုက်တဲ့ဖုတ်ကောင်ကိုတော့သူကချက်ချင်းပြစ်တက်ပြီးအပြင်းထုတ်ပြက်လိုက်ပါတယ်။အစ်တစ်တစ်ခေါင်ကိုအစားထိုးလိုက်ပါတယ်။ဒီမြင်ငွင့်ဟာဒီလူဟာဘလောက်တောင်ရက်ဆက်ပြီးစီးပွားရေးဆိုင်တဲ့တကြီးဖြစ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။နောက်ဆုံးတော့သူ့ရဲ့လေ့ကျင့်ခန်းအချင်းရောက်လာပါပြီ။ သူဟာဖောက်ကောင်တစ်ကောင်ကိုခြီးပြီးကိုကိုကိုမထိခိုက်စေပဲစိတ်တိုင်းကျထိုးကြိုက်လေ့ကျင့်နိုင်ခဲ့ပါတယ်။လေ့ကျင့်ကန်းပီတာနဲ့နယောအစုပ်အပြက်လေးတွေပစ်ပေးပြီးအပြင်ကဖောက်ကောင်တွေကိုအာယုံလွှဲလိုက်ပြန်ပါတယ်။ကဲအလို့သွားဖို့အချိန်တန်းပါပြီ။သူ့အကြိုက်ဆုံးရန်ထဲကိုခုံဝင်ပြီးသူ့ရဲ့ဖောက်ကောင်စွိုင်းအန်တုံနေ့စဉ်ဘွားကိုစတင်ဖို့ထွက်ခွာသွားခဲ့ပါတယ်။